ဒေါ်လာမျိုးတွေအားလုံးပဲမင်္ဂလာပါလို့နှုတ်ခွန်းဆက်တိုင်းနဲ့ပဲကျွန်တော်ရဲ့ Gojet Revolution Channel လေးကပြန်လည်ကြိုဆိုလိုက်ပါရစေ။ဗီဒီယိုလေး reaction မလုပ်တော့ပြီးမှာတော့ယနေ့ Masla 25ရက်နေ့ အင်္ဂါနေ့ရဲ့မနက်ပိုင်းထီနောက်ဆုံးရရှိတဲ့သတင်းချုပ်ကိုအချင်းချုပ်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ရအောင်ဆုံးသတင်းတပုံနေနဲ့ကတော့စစ်ကောင်စီကတရက်တာတွင်စစ်ခွေးတည်ဆုံးမှုစီရင်မှာတော့အချင်းမီနယ်ဖားကတ်မြို့မှာတော့ရေကျွတ်လို့မရတဲ့အထိအသေးများပါတယ်။သခိုင်းတိုင်းမော်မာမြို့မှာ၉ကောင်၊သခိုင်းတိုင်းသခိုင်းမြို့နယ်မှာ၇ကောင်၊သခိုင်းတိုင်းဒီပင်းမြို့မှာ၂ကောင်၊သခိုင်းတိုင်းရှုဘုံမြို့နယ်မှာ၁ကောင်၊မန္တလေးတိုင်းညောင်ဦးမှာ၂ကောင်၊တနင်္သာရီတိုင်းဒဝယ်မြို့နယ်မှာ၂ကောင်နဲ့အင်းဒီပင်းနယ်မိုးပဲမြို့တို့မှာတအူးလင်းဝင်ရောက်ခဲ့ကြောင်းသိရှိရပါတယ်။ နောက်ထပ်သတင်းပုံဒီနေ့ကတော့တရုတ်ဆိုးရအစီအစဉ်နဲ့တရုတ်နိုင်ငံကူဘင်းမြို့မှာတွေ့ဆုံဆွေးနွေးနေတဲ့မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ် တမတော် MNDAA နဲ့စစ်ကောင်စီဆွေးနွေးပွဲဟာသဘောတူညီချက်မရရှိပဲပြီးဆုံးသွားပြီးနောက်လာရှိုမြို့၌လေကြောင်းအန်တရဲ့တတိပိကျက်တူ MNDAA ကလာရှိုမြို့ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူတူကတတိပေးထားပါတယ်ဆွေးနွေးပွဲကမအောင်မြင်မှုတို့ကြားရတယ်အဲဒါကြောင့်မလို့ပြည်သူတွေအနေနဲ့အဓိကကတော့လေကြောင်းအန်တရဲ့ကိုဂရုစိုက်ကြပါလေကြောင်းတိုက်ခတ်မှုဖြစ်တာကြားပြီးဆိုပေမဲ့ပေါ်ပေါ်ဆဆမနေကြပါနဲ့အထူးဂရုစိုက်ပါ တကဆကတောက်ယူတွေကစိတ်ကမမှန်ကြလို့ပါလို့ဆိုပြီးတော့၎င်းရဲ့လူမှုကွန်ရက်နဲ့မှတဆင့်ထုတ်ပြန်ကြေညာထားတာတွေ့ရှိရပါတယ်။ MMA နဲ့စစ်ကောင်စီကကုမင်းမြို့မှာမတ်လ22ရက်နေ့ကစတင်ပြီးတွေ့ဆုံကြပြီးနေမီအုပ်ချုပ်ရေးနဲ့ပတ်သက်ပြီးညှိနှိုင်းမရတဲ့ချီနေဖြစ်နေကြောင်းသတင်းရရှိခဲ့ပါတယ်။ဆွေးနွေးပွဲကအဆင်ပြေဘူး။ဒီကြောင်းကတော့စိုးရင်ရပါတယ်။စစ်ကောင်စီကထပြီးတော့လေကြောင်းဘုံကျက်နိုင်ပါတယ်ဆိုလဲပြောထားတာတွေ့ရှိရတဲ့အတွက်လာရှုမြို့မှာရှိတဲ့ပြည်သူတွေအနေနဲ့လည်းအထူးပဲကြိုးစားကြဖို့ဒီနေရာကနေပြီးတော့ထပ်မံနှိုးဆော်ပေးလိုက်ပါတယ်။ နောက်ထပ်သတင်းမှာတော့မကွေးတိုင်းကံကောမြို့နယ်နှံခါကြေးရွာစီကံကိုပြစ်မှတ်ထားလေကြောင်းတိုက်ခတ်ခဲ့တဲ့စစ်ကောင်စီရဲ့လုပ်ရက်ကိုရှုတ်ချကြောင်းမြို့သားညီရေးဆိုရ NUG ကျမ်းမာရေးဝန်ကြီးဌာနကဘတ်ဆတ်23ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘတ်ဆတ်22ရက်နေ့မှာနှံခါရွာစီကံကိုလေကြောင်းတိုက်ခတ်ခဲ့လို့ CDN ဆရာဝန်ဒေါက်တာမြတ်စိုးအောင်ဇနီးဖြစ်သူဒေါ်ခိုင်နှင်းဝေနဲ့အားဖြစ်သူ၅နှစ်ရွယ်ကလေးငယ်ပေါင်းဝင်၁၁ဦးတေဆုံးခဲ့ပြီး၆ဦးဒဏ်ရာရှိခဲ့တယ်လို့ NUG ကဖော်ပြထားပါတယ်။ ြောင်းဝင်ကြောက်တာများစိုးအောင်ဇနီးဖြစ်သူဒေါခိုင်နင်းဝင်ရာချက်တန်းသူနာပြီဖြစ်သူလေးလာသားရွယ်ကိုဝင်လဲလွယ်ထားသူဖြစ်ပါတယ်ဒေါတာများစိုးအောင်ဟာစေကန်းလာသူနာများကိုစေကူတော်မှုဆောင်ရွက်နေစဉ်စစ်ကောင်စီကလေချောင်းပုံကျဲတက်ခတ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒီလေချောင်းတက်ခတ်မှုကြောင့်ရှောင်းဝင်မိသားစုလူနာလူနာဆောင်နဲ့ပြည်သူရှေးဥစုစုပေါင်းစတဲ့ဦးတည်ဆုံးပြီးတည်ဆုံးသူတွေတဲ့ကလေးငယ်၅ဦးပေါင်ခဲ့တယ်လို့ NUG ကအသိပေးထားပါတယ်စေဝါကူတော်မှုပြုတဲ့နေရာကိုစစ်ကောင်စီတက်ကန် အပြစ်မရှိအပြစ်ရှာပြီးတော့မတင်ရပြစ်မှတ်ထားပြီးတိုက်ခိုက်တယ်ဆိုရင်တပ်တေကမှတ်တမ်းမှာအကြမ်းဖက်စစ်ရာဇဝင်မှုလူအခွင့်အရေးချိုးဖောက်မှုတပ်တေကမှတ်တမ်းဖြစ်ပါလို့ရှိကျမဖေဖော်ဝါရီလအတွင်းနဲ့စစ်ကောင်စီမှလေကြောင်းသုံးကျမ်းမာရေးဆောင်ရှားမှုစင်တာတစ်ခုကိုတိုက်ခိုက်မှုပြုခဲ့တဲ့စစ်ရာဇဝင်မှုတပ်တေကမှတ်တမ်း စေယောအခမ်းလူနာအခမ်းပဲဖြစ်ပါလိမ့်ရှင်။ပုံဘက်မှာရှိနေတာကတော့ဒါလူနာတွေအတွက်ခွဲစိတ်မှုပြုတဲ့ခွဲစိတ်ခံပဲဖြစ်ပါလိမ့်ရှင်။အောက်ဆီဂျင်အိုးအပါဝင်ပစ္စည်းကရိယာတွေကိုတူလောင်တဲ့နေရာပါ။ဒါလေးကတော့ဓာတ်မှန်စာ။အခုတော့ဆိုင်းပုတ်လည်းတစားစီဖြစ်သွားတယ်လို့ဆောင်းရှောက်မှုပေးနေတဲ့လုပ်ငန်းစဉ်တစ်ခုလုံးလည်းခရုတ်ခဲနဲ့ပြိုကွဲခဲ့ရပါလေ။ ်ဆွမ်းနေအတွက်ထားတဲ့ဒီချဲလေးခုတော့သူကိုယ်တိုင်ပါမတန်ဆွမ်းတဲ့ဘဝကိုကြောက်သွားပြီပုံမှာစိတ်ရောကတိနေပျက်စီးဆုံးရှုံးမှုကြီးရှင်လူသားတွေအတွက်ဖြစ်တည်မှုလူလောကတွေဝင်ရောက်လာဖို့အတွက်မိခင်လောင်းတွေအတွက်တာဖွာခံခုတော့လေပျက်စီးမှုနေတယ်ရှင် Where's the car? အပြင်လူမဝင်ရအောင်အခုတော့အထဲတဲကပျက်စီးဆုံးရှုံးမှုကိုဝင်ပြီးတော့ကြည့်လိုက်ပြည်သူတွေရဲ့ငွေနဲ့ဝယ်ထားတဲ့ဟောဒီဒီဒါစနစ်အဲ့ဒီအပောင်ရဲ့ဒီခွဲစိတ်ခန်းထဲမှာရှိနေတဲ့များပစ္စည်းတွေဒါတွေအလုံးအတွက်စစ်ကောင်စီက သူတို့မှာပဲအပြစ်ကတောင်းလို့ရှိပါတယ်စကလုံးနေနဲ့တောင်ပြောဖို့ရမလုံတော့တော့ကုဒါဆောင်းချောက်ကိုပေးနေတဲ့နေရအဲ့ဒီနေရကိုဘုံကျဲတိုက်ခိုက်လိုက်လို့ပြည်သူတွေအများဆဲရဒုက္ခရောက်တယ်ဆောင်းချောက်ပြည့်စုံမှုရှိတယ်ဆိုရင် စစ်ကောင်စီနင်တို့ရည်ရွယ်ချက်ပြည့်ရလားပြည်သူများဆင်းရဲဒုက္ခရောက်နေတာဟာမင်းတို့ရဲ့ဥတီချက်ဆိုမြင်တဲ့အတိုင်းပဲနော်မင်းတို့ရဲ့ဥတီချက်ကတိုက်ကိုအောင်ပြန်ပါပြည်သူတွေဒုက္ခရောက်ပါဆေးဝါးကုသမှုပေးနေရတဲ့ဆရာဝန်သူနာမှုဆရာမနဲ့ကျမ်းမာရေးဝန်ထမ်းတွေအားလုံးလည်းစစ်ထဲမှာအများကြီးထိခိုက်ခံစားအဲ့ဒီအတွက်မင်းတို့ကြင်နဲ့လိုက်ပါဟောဒီမြေဝင်းကတက်တယ်ဒီမှာဆေးဝါးကုသမှုပြုတဲ့နေရာကို စစ်ကောင်စီတက်ကံလို့အပြစ်မရှိအပြစ်ရှာပြီးတော့မတရားပြစ်မှတ်ထားပြီးတိုက်ခိုက်တယ်ဆိုလေသက်သေးကမှတ်တမ်းမှာအကြမ်းဖက်စစ်ရာဇဝင်မှုလူအခွင့်အရေးချိုးဖောက်မှုသက်သေးကမှတ်တမ်းဖြစ်ပါလို့ရှိကျမရည်ရည်အောင်ပါ A R T D TV စေထုံချဲ့တဲ့အခုအဲ့ဒီစီးတွေဘယ်မှာသွားပြီးထုတ်လာစစ်ကောင်စီရဲ့ ရက်ဆက်ရုံမှမူထောင်မှုဒီလိုမျိုးစောင့်ရှောက်ဥတာမှုပြုနေရတဲ့လူနာတွေအတွက်အခွင့်အရေးမပေးဘူးကျမတို့အတွက်တရားမျှတမှုကိုနိုင်ငံတကာကနေကူညီဆောင်ပေးကြပါလို့ပြစ်ဒဏ်ရခံကြပါဘောမရှိဘူးอืมอะไรล่ะจิตตาสู่ล่ะเบโซก็จ้องเสียดิมนุษย์เบญอะอภัยดีหมดเอ้าบวชเนี่ยก็จี้ได้เนาะ ဓာဘိုးတွေစားပြီးတော့မှအတိုင်းမျိုးထမ်းကောင်းဓာဘိုးတွေစားပြီးတော့မှအတိုင်းမျိုးထမ်းကောင်းတဲ့ဘဝကြီးနော်ဒုဘဝကြီးကဓာဘိုးတွေစားပြီးမှဓာဘိုးတွေစားပြီးမှအတိုင်းမျိုးထမ်းကောင်းနေတာဒီကောက်ကိုမိရင်ညနာကိုတရားမှတ်ထားပါဒီကောက်ကိုမိပြီဆိုပါနဲ့ထမင်းကိုမကြွေးပါနဲ့အချွေမှုကနေဒီမှာသူ့ရက်ကဟာရီရတော့မဲကြီးတဲ့ဟာရီကိုရက်ကအချွေမှုကဒီမဲကိုလိုက်တယ်ရက်ကအချွေမှုကဒီမဲကိုနှိုက်တယ်နှိုက်ပြီးမှသူ့ရက်ကလည်းလူတွေကတော့မဲကြီးတဲ့ဆဲလို့သွားပြီးမှအခြားရက်ကဟာရီရတော့ မဲသေးတဲ့အရာတွေကိုပဲလုပ်သွားတယ်ပေါ့နော်အဲ့တော့ရက်ွက်တရားအကြည်မနဲ့ဖြစ်နေကြတယ်ပေါ့တို့ကျင်တာတော့မဲလိုက်တာမှတ်မှတ်တာဘူးဆိုတဲ့တဘောပါနော်အားနဲ့ပတ်သက်ပြီးဥစဉ်ကခုလေးတွေပုံလာတယ်အတန်ပိုင်ဥစဉ်ဖွင့်ပြမှာဖြစ်ပါတယ်နော်ကဲအားလုံးပဲဒါကတော့တခွေးဘောမှာတောက်တိုင်ကြီးကိုတိုင်မဲစနစ်တွေကိုမကြည်မနဲ့ဖြစ်နေကြတာပါမမကန်ကြီးလုပ်တယ်လို့လည်းပြောနေကြပါတယ်တကယ်တော့မမကန်လုပ်တာဒီကောင်ကြီးမှမဟုတ်ပါဘူးဟိုထိတ်ကမင်းတို့စစ်ခွေးကောင်းဆောင်မင်းအွန်လိုင်းရဲ့စာယူမမကန်လုပ်နေတာပါတက်ပြီးမှမဲမတမာမှုတွေမဲခိုးမှုတွေအခုကလေးကသလာပြီဆိုတော့ အခုကလေးကသလာပြီဆိုလို့ရှိရင်တော့မလိုအပ်တဲ့ပြဿနာတွေဖြစ်ထွက်မလိုအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့မလိုအပ်တဲ့ပြဿနာတွေဖြစ်လာမှာမဖြစ်စေချင်တဲ့အတွက်ကြောင့်မောင်မြေမျိုးမှာသို့သောဥစဉ်ရဲ့အတားဖိုင်ကိုတခြားနားထောင်ပြီးမှတခြားစစ်စစ်ပြီးမှဟုတ်ခဲ့ရင်ပြန်ပြီးမှစပြီးမှထိရောက်သွားလဲအဲ့ဒီအုတ်အုတ်ချုံရည်မှုထိရောက်သွားအေးအယူပေးဖို့အတွက်ကိုပြည်သူလူထုရဲ့ကိုယ်စားဓာရီမှုတွေရဲ့ကိုယ်စားပေါ့ကိုယ်တော်ကနေမှ ဒါမောင်မြို့နယ်မှာရှိတဲ့တောင်ရှိပုဂ္ဂိုလ်များအားလုံးကိုဒါမေတ္တာရက်ခံကြီးဖြစ်ပါတယ်ဗျအားလုံးလာပါပဲဗျ။သုံးမျိုးစားမင်းအောင်နိုင်ဆိုပြီးတော့သုံးမျိုးနယ်ကိုအပိုင်စားထားတဲ့ရန်ကုန်မန္တလေးနေပြီးတော့သုံးမျိုးတွေကိုတော့အဓိကအပိုင်သိမ်းထားတဲ့မင်းအောင်နိုင်တယောက်အနေနဲ့အပိုင်သိမ်းထားရဆိုတာသူကသိမ်းထားတာဟုတ်ပါဘူးကြံတာပါနော်။အသုံးမျိုးပဲကြံတော့တာအဲ့သုံးမျိုးစားမှာနေတဲ့ပြည်သူတွေအနေနဲ့ကတော့ဘာလို့ကတော့အေးရအေးကြောင့်မုတ်စိမ်းပေါင်းဆိုပြီးတော့နေကြရမှာလဲ။အခုဆိုရင်တော့ဒီနေ့မှာကိုယ့်ရဲ့အိမ်တကားခောက်တာမဟုတ်တော့ဘဲနဲ့အိမ်ပေါ်ကဒါဆွဲချပြီးတော့ရက်ွက်ရုံတီးပါသွားနေရတဲ့အနေထားကိုရောက်ရှိနေပါပြီ။ ူငယ်တွေနေနေလဲဒီပေါ်စီလုံနေတဲ့လူငယ်တွေရောဘာဖြစ်ဖြစ်စဉ်းစားမဲ့အခြေအနေတခုကိုရောက်ရှိလာပြီဖြစ်ပါတယ်တက္ကောင်စီရဲ့စစ်မှုထမ်းဥပဒေဟာ PDF ထဲကိုဝင်ပို့တဲ့တုံးအားဖြစ်နေတယ်လို့ဖတ်မှာလဲတက္ကောင်စီတဲ့ထဲဝင်ပြီးတော့ဘဝတွေပြတ်ဖို့တုံးအားတခုပါပဲဘူလောင်ရက်တော့ဘာဦးကြွယ်ဒေမင်းသောကအပိုင်းတော့ဘူလောင်ရက်တော့ဘာဦးကြွယ်ဒေမင်းသောကအပိုင်းတော့

ဘလို့ရှိနေအားလုံးလက်ခံမလားမထင်ရအောင်တော့ကျွန်တော်လည်းအရင်တော့အဲ့ဒါကိုကျွန်တော်ကမတ်ဖို့တို့အကြောင်းစုံစမ်းတဲ့အခါမှာကျွန်တော်မြင်မြင်တွေ့ရှိခဲ့တာတွေနဲ့ပြီးတော့ကျွန်တော်ကပိုက်ဆံပေးပြီးတော့တခုတခါသွားပြီးတော့စုံစမ်းခိုင်းတာအရှက်လက်တွေအားလုံးကျွန်တော်တိုက်ဆံဆက်ဆက်ပြီးတော့ပြန်ပြီးတော့ပြောပြတာအဲ့ဒါကြောင့်သူကဒီ club blogger ရဲ့ပူစီဆိုတော့ကျွန်တော်သိသွားတာ ဲ့လိုပြောလို့ရှိရင်တော်တော်များများယုံကြမှာမဟုတ်ဘူးကျွန်တော်လည်းအဲ့ဒီအကြောင်းဆက်ဆက်သိချင်မယုံမယုံလို့သူလည်းဆက်ဆက်နေတဲ့လူတွေကိုကျွန်တော်အင်တာဗျူးလိုက်လုပ်ကြည့်တယ်ဆက်ဆက်နေတဲ့လူတွေကိုနည်းနည်းတော့ခက်တယ်ဗျာအဲ့ဒီဥစ္စာတွေလေကျွန်တော်ကတကူးတကအဲ့လိုအကုန်ကြခံပြီးတော့လိုက်လုပ်ထားတာဖြစ်တဲ့အတွက်စိတ်ဝေဒနာတဲ့ဖြစ်တဲ့အတွက်ကျွန်တော်မပြောဘူးဆိုပေမဲ့ဟိုအများလဲတိတိနဲ့ထင်တဲ့အကြောင်းအရာပပလေးတော့ကျွန်တော်ပြန်ပြီးတော့ပြောပြပါမယ် ကျွန်တော်တို့ club blog မှာပူစီဆိုတာရှိတယ်။အဲ့လိုမျိုးပေါ့နော်ကျွန်တော်အကုန်ကြလေအများကြီးခံပြီးကျွန်တော်ဒီဒီ store ကို live လေးကျွန်တော်စုံစမ်းခဲ့တာ။စုံစမ်းခဲ့တာဖြစ်တယ်လေဒီတရေကလုံးဝ confirm လုံးဝတရားရရင်တော့သိရတာ။ကျွန်တော်လုံးဝအာမခံတယ်။ကျွန်တော်မျက်နှာကြီးပြပြီးကျွန်တော်ပြောတာတော့ကျွန်တော်လုံးဝတရားရရင်တော့အာမခံတယ်။ခုနောက်ပိုင်းလူတွေကသိမှာမဟုတ်ခုနောက်ပိုင်းအားအကြောင်းမလို့သူဖုန်းကြီးနဲ့နေတယ်ဆိုတာအဲ့ကန္နာကြီးမလို့လေ။ဒီကခုနောက်ပိုင်းဆိုလို့ချင်းဓမ္မဘုံမှာတော့မှစကွေးနဲ့သွားပြီးနေတယ်ဆိုတာ။ သူ့ရဲ့ခန္ဓာကိုယ်ကသူ့ရဲ့အဝါကအဲ့ဒီလောကလာတဲ့အတွေ့အကြုံလို့သူကဟိုဒီလိုကိစ္စမျိုးတွေဆိုတာသူ့ဘဝမှာဒါအတ္တမလို့လို့ဆိုင်ကိစ္စမျိုးပါကြတန်တာလို့ပြောလို့ပစ္စကတာရှောက်အောင်နေတာနေတာဖုန်းကြီးနဲ့နေတာခုနောက်မှဓမ္မယောက်မှနေတယ်အရင်တော့ဖုန်းကြောင်းမှနေတယ်စကြပြောင်းသွားတယ်ဓမ္မယောက်ရောက်သွားတယ်ဓမ္မဘာကုခွေးတွေနဲ့တူနေတယ်ခွေးခွေးတော့သူဆောက်ကတော့ထိုးခံလာတယ်ဘာဖြစ်လဲမှမသိဘူးကျွန်တော်ထင်တာကတော့ထင်တဲ့ကိစ္စမျိုးလို့ကျွန်တော်မပြောတော့ပါဘူးဗျာ ဘာပြောလဲကျွန်တော်မိမသားတရားကိုစိတ်ဝင်စားတာခံစားနေရမိမသားတရားကိုပြောတယ်ဆိုရင်နည်းနည်းဟိုဘက်ဖြစ်မှာသူကျွန်တော်မပြောတော့အဲအဲ့ဒီမှာပေါ့နော်ကလပ်မှာသူကအဲ့ဒါကျွန်တော်အင်တာဗျူးတွေလုပ်ပြီးသွားတယ်အဲ့လူတွေရဲ့ကျွန်တော်အသက်ပိုင်းတွေလည်းရှိတယ်ဘယ်မှာအားပါအစားကျွန်တော်ဖွင့်ပြောနိုင်တယ်အသေးစိတ်အချက်လည်းတိတိကျကျသိချင်ကျွန်တော်ရဲ့ Telegram Channel မှာလာပြီးတော့မေးပေါ့နော်အသက်ပိုင်းတွေကိုဖွင့်ပြပါဒါပေမဲ့နေရာလေးစားတတိကျကျတော့ကျွန်တော်ပြီးလို့မရအောင်ဖာရောက်လဲဆိုတော့အခုအချိန်မှာတို့ရခက်ကောင်းနေတဲ့အချိန်ကြတော့အသက်အနေနဲ့ထိခိုက်နိုင်တဲ့အတွက်ကြောင့် ကျွန်တော်အနေရလိပ်စာတိတ်ကြပေးလို့မရဒါပေမဲ့ဒီဥစ္စာကြီးကြုံလင်သွားရင်တော့ကျွန်တော်သူ့ရဲ့နေရလိပ်စာတွေပါကျွန်တော်ချပြပေးပါသူတို့အခုချိန်ကြီးတက်တချင်ချင်ရရှိသေးတယ်မမှုတို့ငယ်တုန်းယူရတုန်းအချိန်မှာပူစီလောက်ခဲ့တဲ့ကျွန်တော်ဆက်ဆံခဲ့တဲ့လူတွေရဲ့အချက်လက်တိတိကျကျပဲကျွန်တော် ပေးမယ်အဲ့လူတွေကျွန်တော်အကုန်ရခံပြီးအင်တာဗျူးလုပ်တယ်သူကသူ့ဘဲသူ့ဘဲမှာကျွန်တော်တိတိကျလိုက်ပြီးမေးစမ်းခဲ့ပြီးသွားပြီသူ့ဘဲပါအဲ့အောက်ပြီးတော့ဟိုပိုက်ဆံတွေကုန်ကြခံပြီးကျွန်တော်ပေးပြီးသွားပြီဆိုတော့အဲ့ဒါကြောင့်ဒီတဲ့င်းကို ုံဖန်းဖြစ်တယ်ဆိုရင်ကျွန်တော်ဆက်ပြတာပါအဲ့ဒီတော့သူ့ရဲ့အတိတ်ပဲခက်ငင်ငယ်ပဲရှိသေးတယ်ခက်ငင်ငယ်မှာဆယ်ကျော်တဲ့ယူပဲရှိသေးတယ်အဲ့ဒီအချိန်မှာသူအထက်ဆံမှာလုတ်တယ်အထက်ဆံမှာလုံးရင်းရနေပြီးတော့အဲ့ club block ကပဲတူတယ်ညီးညီးနေတဲ့သူ့ရဲ့အပြူစင်ဘွားတွေဆုံးဆုံးလိုက်ရတယ်ပြီးတော့အဲ့ဒီပဲပြူစင်မှုတိုင်းသူအဲ့ဒီ locker တွေရောက်သွားတဖြည်းဖြည်းနဲ့အဲ့ဒီ locker မှာအဲ့ဒီတိုင်းတောက်စားပြောပွားပြီးကျင်းလေရင်းရနေပြီးတော့မတိလိုက်မတိပါတာပေါ့နော်အဲ့ကောင်ကြီးရဲ့အတွတ်မှုနဲ့အတူအဖေရဲ့အတွတ်မှုနဲ့အတူ အဲ့ club block မှာသူကပူစီဖြစ်သွားတယ်။အဲ့ပူစီဆိုမဲ့ဟိုလူမျိုးဟိုလူတကာနဲ့လက်အိတ်ပါဖြစ်တယ်ညာဖြစ်တယ်အဲ့လိုမျိုးတေယုတ်ပြည့်တဲ့ပူစီတော့မဟုတ်ဘူး။သူကနည်းနည်း standard တော့ရှိတယ်။ဟိုသူ့ရဲ့ရှေ့စပေးမှုနဲ့အတူတူအဲ့လိုမျိုးပေါ့နော်။သူတို့တို့လေးပေါ့နော်။အဲ့လိုမျိုးဟိုဒီဒီဘက်အဲ့ဒီယောဂရဲ့အကြောင်းကိုနည်းနည်းသိတဲ့လူတွေကြာရင်ကျွန်တော်နည်းနည်းပြောပြလိုက်တာနဲ့နားလည်းမထင်ဘူး။ဟုတ်မယ်ဒါလေးကတော့မပူတူရဲ့အကြောင်းကိုလိုက်လံစုံစမ်းနေတဲ့သူတွေကနေပြီးတော့ပြန်လည်းမျှဝေပေးတော့ဖြစ်ပါတယ်။ အပူဒူရဲ့ယောက်ျားကတော့ဘိုဒီဇာလန်တလန်းမှနေပြီးတော့သူ့ယောက်ျားကမြဲတမ်းဆိုင်ခင်နဲ့အော်ဒါတွေကိုလိုက်ပို့တယ်ဆိုပြီးတော့အရင်တော့ကသူ့ရဲ့ငေးရစင်ချိန်ရဟာတွေကပြန်လဲပေါ်ပေါက်လာတော့တွေ့ရှိရပါတယ်။ရန်မျိုးုံဖျားအနောက်ဘုံကြီးကျောင်းအနောက်စစ်မှုတန်းရက်ွက်ဘိုဒီဇာတလန်းမှကိစ္စတွေကထိုင်ချပြီးလုပ်ခဲ့တာလို့လည်းသိရှိရပါတယ်။ကဲဘာပဲပြောလက်ရှိချိန်မှာတော့မပူဒူဆိုတာကတော့စစ်ခွေးမေးအောင်လိုက်ရဲ့ကြောက်တိုင်တကောင်ဖြစ်နေပြီ။ပြီးတော့ဗဇက်ကတော့ချင်းကြာရီယူလျှောက်ပြောနေတဲ့သူတော်လည်းဖြစ်ပါတယ်။ဒီကြားတခုကတော့ရှင်းရမယ့်အဲဒီမှာအိတ်ဆုံးကပါနေတဲ့သူတယောက်လည်းဖြစ်နေပါတယ်။ သူယူပြီးတတ်မှာတတ်မယ်မင်းတို့ပြီးတော့မင်းတို့သွားလို့ရှိရင်လည်းမင်းတို့အဆင်မပြေဘူးအဲ့လိုတွေသူတို့ကတည်င်းနေလွှင့်ထားတည်င်းလွှင့်ကြောင်းသင်းကားလာကြောင်းသင်းလာတဲ့ကလေးတွေကိုအဲ့လိုတွေပြောပြောပြီးတော့သူတို့ပြောမှုခြောက်ထားတာပေါ့ခြောက်ထားတာသူတို့ကသွားရင်တတ်မှာပဲဆိုတော့အတွေးကြီးကသူတို့ခေါင်းထဲမှာအများကြီးရှိတယ်။ဒါကျွန်တော်လည်းအရင်တော့ကဝင်ခဲ့ဘူးပါလေအဲ့လိုကောင်းတော့အတွေးရံငါတို့သွားရင်ငါတို့တတ်မှာပဲဆိုတကယ်ပဲမြေပြင်မှာကျွန်တော်တို့ဒီမှာကိုလိုဘွဲနဲ့တွေ့တဲ့အခါကျတော့ရွေးရွေးကြိုတာကိုကြိုးစိုးတာကိုတွေ့ရတော့ကျွန်တော်ဝမ်းသာတယ် ဒီလိုပြောတဲ့ပုံစံတိုင်းသေမယ်ဆိုရင်ကျွန်တော်အဲ20ကျော်ပြီးသေးတာဒီဘက်မှာကျတော့ကျွန်တော်တို့အခုတွေ့ရတာကျတော့ညီကိုလိုညီလိုကိုလိုပဲဆက်ဆံကြတာညီလိုကိုလိုဆက်ဆံတဲ့ညီကိုမောင်နှမအရင်လိုပဲနေကြတာအဲကျွန်တော်ပြောချင်တာကတော့ကွာဒီပို့ကိုတွေ့လို့ရှိရင်ကျွန်တော်ရဲဘော်တွေရောကျွန်တော်ညီလိုကိုလိုခင်တဲ့လူတွေရောညီရတက်နေတဲ့ဆက်သွယ်ပြီးတော့ထွက်ခဲ့ပါလို့ကျွန်တော်ကမှားချင်တယ်နံပါတ်ကတော့တွေ့တဲ့ကြလာမင်းဖြစ်ပါတယ်ကျွန်တော်ကိုပိုင်နံပါတ်ကတော့တောင်းမှု395 6ခု2 ကျွန်တော်ကျွန်တော်တက်ခဲ့တဲ့တင်ငယ်တင်နှန်းကြောင်းကတော့ပသိန်းလေးချင်းရဲ့6လေးချင်းရဲ့6မှာကျွန်တော်တင်နှန်း6လက်တက်ပြီးတော့ဒီတင်နှန်းစင်းကာလာတင်နှန်းစင်းတော့ကျွန်တော်မော်ချွန်းခမ93လေးကိုကျွန်တော်တာဝန်ကျခဲ့ပါတယ်တာဝန်ကျပြီးတော့မော်ချွန်းခမ93လေးအမှတစ်ဆင့်2022မှာကျွန်တော်တက်ပြောင်းရွှေ့ကာလာနဲ့ကျွန်တော်ကြောင်မြောက်ခါလာစနစ်ကိုကျွန်တော်တာဝန်ရွှေ့ပြောင်းထမ်းဆောင်ခဲ့ပါတယ်ဟိုတိုက်ပွဲလေးတွေနေပါ ပြောမလို့အတွေ့အကြုံလေးတော့နည်းနည်းရှိတာပေါ့ရှိတယ်ဆိုတော့ကျွန်တော်တို့ဂျမာသွားလာလေးနဲ့ဂျမာကားထဲမှာကျွန်တော်တို့ဟိုဟိုမိုင်းဆွဲတိုက်ခိုက်လာလေးတော့ never ခံခဲ့ရပါတယ်။ကြာလောက်လာရင်အကြောင်းရင်းကတော့ဒီထက်လန်အောက်ပြီးကာလာကြီးကိုကျွန်တော်မနေနိုင်လို့ဘယ်တော့အချင်းချင်းပေါ်လဲစာနာစာနာနဲ့စိတ်နဲ့ကျွန်တော်ဒီစီဒီအန်လောက်လာခြင်းဖြစ်ပါတယ်။ ်စက်ဒီကလာအနာသိန်းတော့ကျွန်တော်မိုးကျွန်းခမ်းမ93လေးမှာပဲရှိသေးတယ်93လေးမှာ93လေးမှာကျွန်တော်အမှလုံုံကြီးတာဝန်တော့ကျွန်တော်ထမ်းဆောင်ရတယ်လုံုံတာဝန်ထမ်းဆောင်တဲ့မြို့ကတော့ဒီထားဖို့မှာထားဖို့မှာလုံုံကြီးတာဝန်ကျွန်တော်ယူထားရတယ်အနာသိန်းတော့ဒီဟာကြီးရဲ့ဒီဟာခဏပါခဏအနာသိန်းကိုပြောမလို့အနာကိုသူတို့ခဏထင်းသိမ်းထားတာပေါ့6လတန်းတလင်းတန်းကြီးသူတို့ခဏထင်းသိမ်းထားတာဆိုပြီးတော့အခုလက်ရှိကာလကြီးကျတော့သူတို့က တုံးကအမြဲတလေကြီးဖြစ်သွားတာအာတက်ထဲမှာတော့ကန်ကြီးမင်းပြောမယ်ဆိုရင်ကွာထောင်သားနဲ့မကွာဘူးထားတာအပြင်ကအပြင်ကပြောမယ်ဆိုရင်အပြင်ကအเจ้าရာကြီးဘာမှမသိရဘူးမျိုးလုံးပိတ်နားပိတ်အကုန်ထားတာအဲတော့အပြင်ကအเจ้าရာကြီးတိမာသူလို့ဒီဖေးဖို့လေးလိုင်းကြီးတုံးလာတော့မှပဲလိုက်စစ်ပါစီဒီယံလို့ပို့ကျွန်တော်တလားလောက်ကိုကျွန်တော် ော်တော်လေးကိုကြိုးစားရတယ်။တလားတော့ဆိုတော့ကျွန်တော်အဆက်အသွယ်လေးကိုရအောင်လို့ကျွန်တော် like check ချိန်ပြီးတော့ကျွန်တော်စီကံလုပ်ဖို့ကျွန်တော် Facebook Facebook ပေါ်မှာရော like ကိုနေပေါ်တက်တော့ပေါ်မှာရောကျွန်တော် like ရှာရှာပြီးတော့ကျွန်တော်တငယ်ချင်းတရားနာသွားတီးတော့မှကျွန်တော်အခုလိုစီကံလုပ်လာ။မတောင်းရင်ဝယ်မကျူးမတိဆောင်ဆောင်းနဲ့ညီလည်းမစားဘူး။အဲနှစ်မျိုးတို့တော့အဲမုံစားမဲဟာជីတတော်ဝယ်ပလိုက်မယ်ပေါ့အဲ့လိုမျိုးဆိုတော့အဲတော့အဲ့လိုမျိုးပဲညီနော်အဲ့လိုမျိုးဆိုတော့ကြတော့ဒီအထက်ကညီတို့ uniform တော့မှညီရဲဘော်တွေအကောင်းအောင်မဆင်ပေးဘူးပေါ့နော်ဒီအထက်ကတော့မင်းတို့ equipment တွေပါမလုပ်နဲ့လွဲကြီးဝယ်လွဲကြီးနဲ့ ဒိတ်ထက်ကြီးထက်ပြင်တိုက်မယ်နော်အဲအဲ့လိုပုံစံမျိုးနဲ့ပဲသွားရတာပေါ့နော်အခုဆိုဈေးကြီးတယ်လေဈေးကြီးတယ်အဲဈေးကြီးတယ်ဆိုတာညီတို့ကဘဏ္ဍာငွေယူချိန်ရတယ်ညီတို့အဓိကအကြီးရှိဖို့လိုတယ်နော်လက်လုံးတနက်တွေကင်ထားတယ်ဆိုတော့ကြီးရှိရင်တိုက်လို့ရတယ်အဓိကခွေးကိုတည်အောင်တတ်နိုင်မှုရေးကြီးဆိုရောရှိ